ျွန်တော်ဒီတစ်ပတ်မှာပြောပြချင်တဲ့ fighter တယောက်ရဲ့ဘဝဆက်ကြောင်းရှိပါတယ်။သူ့ကိုစသတိတာကတော့မကြသေးပါဘူး။မကြဆို ပြီးခဲ့တဲ့ UFC 322ပွဲကြားမှာစသတိခဲ့တာပါ။အဲ့ဒီက Islam Makhachev နိုင်တာတစ်ခုပို့ပြီးတော့ viral ဖြစ်သွားတဲ့ video တစ်ပုဒ်ရှိပါတယ်။အဲ့ video ကိုညီကိုတို့လည်းကြည့်ထားကြပြီသားဖြစ်မှာပါ။ Carlo Brandon ဆိုတဲ့ fighter ကို UFC ရဲ့ welterweight champion ဟောင်းကြီး Leon Edwards ကကြောကုန်းပေါ်တက်ခွာပြီးသူ့ရဲ့မျက်နှာကို ်ထိုးနေပေမဲ့လည်းသူကတော့လက်တစ်ဖက်ကိုချုပ်ပြီးစိတ်ပြတဲ့ယုံကြည်နဲ့အထိုးခံနေတဲ့ယုတ်တန်ကိုပြောတာပါကျွန်တော်လည်းအဲဗီဒီယိုကိုတွေ့ပြီးမှဒီဘဲတော်တော်မျက်ခွက်ပြောင်တာပဲဆိုပြီး Instagram မှာရိုက်ရှာကြည့်တယ်ပေါ့ဗျာသူ့အကောင့်ရဲ့ profile ပုံကတပူးပုံတွေပါ MR ကကျွန်တော်ကသူ့ရဲ့ fan တစ်ပိုင်းဖြစ်သွားပါပြီရှားတော့မဟုတ်ပါဘူးကျွန်တော်ရဲ့အကြိုက်ဆုံး super hero ကလည်းတပူးမဟုတ်လို့ပါဗျာသူ့ရဲ့အကောင့်လေးကိုဆက်မမွေခင်ပါပဲကျွန်တော်ကတော့ခံမှန်းကြည့်ပြီးတိလိုက်ပါပြီဒီဘဲကဘလို့ပုံစံလူမျိုးလဲဆိုတာကိုပေါ့ဘာပဲ fan တွေဆိုရင်တိကြပြီးသားပါ တဘူးဆိုတာကအန်တီဟီးရိုးဖြစ်ပါတယ်။တမယိုးကြာဆူပါဟီးရိုးတွေလိုလူမတက်ရတာတို့ချင်းချောက်အချက်မကန်ရဘူးဆိုတာတို့လိုစံသမတ်ချက်တွေပါနေရှိတာမဟုတ်ပါဘူး။သူတို့လှုပ်ချင်တာကိုပဲလှုပ်တာပါ။ဘာပဲရင်းရရင်အဖြစ်အောင်လုပ်မယ်ဆိုရဲဆူပါဟီးရိုးမျိုးဖြစ်ပါတယ်။နေပါအောင်မင်းကကားလူပရတက်စ်အကြောင်းပြောမလို့လို့ねဘာလို့ဆူပါဟီးရိုးတွေအန်တီဟီးရိုးတွေလှုပ်နေတာလဲဆိုရင်တော့ဒီဘဲကိုယ်တိုင်ကဂျိုးဝိုင်းအတွင်းမှာရောဂျိုးဝိုင်းအပြင်မှာပါသူ့ရဲ့လှုပ်ရသူ့ရဲ့ခံယူချက်တွေကတဘူးတို့လိုအထာမျိုးနဲ့ပဲဘဝကိုဖျက်တမ်းနေတာမဟုတ်လို့ကျွန်တော်နားလေထားတာကိုစကားခံပြီးကြိုရှင်းပြထားတာဖြစ်ပါတယ်။ ဆက်ရရင်ကျွန်တော်ဒီ Carlo Brandt ဆိုတဲ့ fighter ရဲ့အကြောင်းကိုဆက်ရှာကြည့်လိုက်တော့အခုနောက်ဆုံးထိုးခဲ့တဲ့ UFC 322မှာအဲ့ဒီ Champion Hong ဆိုတဲ့လက်ရှိအဆင့်လေးရပဲကိုနှစ်ချီမြောင်းပါပဲဘယ်လက်တီးတလုံးပစ်ကြည့်လိုက်တာဖင်တရရသားပြုတ်ကျသွားတဲ့အထိပါပဲနောက်ထပ်လိုက်ပွဲအနေနဲ့ ground and pound တလုံးထက်ကျွေးလိုက်တာမှာ Champion Hong ကြီးလည်းကျယ်ရီလာတွေမြင်ပြီးခဏလောက်မှေ့သွားခဲ့ရတဲ့အထိကိုအပြင်းတော့ပါတယ်ဒီဘဲကတော်တော်ကျန်းလာပဲဟာဆိုပြီးကျွန်တော်သူ့အရင်ပွဲတွေကိုပြန်လိုက်ရှာကြည့်တော့လေ UFC မှာရှစ်ပွဲကစားထားပြီးခုနှစ်ပွဲအထိကိုနှစ်ချီတွင်းမှာပဲအမှောက်သိပ်ပြထားတဲ့ fighter မျိုးဖြစ်နေတာကိုသိခဲ့ရပါတယ်။သူ့ရဲ့ UFC ပွဲတွေအကုန်လုံးနှီးပါးကလည်းနှစ်ချီတွင်းမှာအမှောက်သိပ်ထားရတာကြီးပဲဆိုတော့ပြန်ကြည့်ဖို့အတွက်အချိန်လည်းအများကြီးမပေးလိုက်ရပါဘူး။ကျန်းလာမကျန်းလာကတော့ရှစ်ပွဲထိုးတာမှာဘောနပ်စုဒေါ်လာ9000ကို6ချိန်တောင်ရထားတာဖြစ်ပါတယ်။ UFC ရဲ့ welterweight တန်းတစ်ပိုင်းမှာဆိုရင်အမောက်တိတ်နိုင်ဆုံး fighter အဖြစ်လက်ရှိအဆင့်သုံးနေရာမှာရပ်တည်နေပါတယ်။ Carlo Brades က UFC မှာရှုံးပွဲတစ်ပွဲပဲရှိပါသေးတယ်။ ဒီနှစ်တည်းဒီမိုဘိုင်းစင်တာမှာဧပြီလတုန်းကကျင်းပခဲ့တဲ့ EM Makaru ဆိုတဲ့အဆင့်ခွန်မှရှိတဲ့ဖိုက်တာကိုကောင်တွဲဆိုင်အနေနဲ့ထိုးရတဲ့ပွဲမှာရှုံးခဲ့တာဖြစ်ပါတယ်။ဒီပွဲမှာ၅ကြီလုံးပြည့်တဲ့အထိကစားခဲ့ရပြီးဒိုင်ဆုံးပြတ်မှာတော့ Unanimous Decision နဲ့အရှုံးပေးခဲ့ရပါတယ်။သူက Significant Strike အရေးတွက်ချင်းရှင်ရင်တိတိတသားနေနေလို့သာအရှုံးပေးခဲ့ရတာပါ။ဤပြရဲ့ Game Plan ကထိကျက်မများယူမဲ့ဖိအားပေးကစားရမယ်ဆိုတာကိုဒီဘက်ကယုံကြည်မှုတွေလုံခဲ့ပြီးတချီချီတော့အလဲထိုးနိုင်မှာပဲဆိုတဲ့စိတ်နဲ့ ်ဘောနဲ့ရဖို့လောက်ပဲအယုံဆိုင်ပြီးသူစိတ်ကြိမ်ဟန်နေကြားခဲ့တာဖြစ်တယ်လို့လည်းပြန်ပြောပြထားပါတယ်။ဒါပေမဲ့လည်းပွဲကိုအပြတ်မဖြစ်နိုင်ခဲ့တဲ့အတွက်အလဲထိုးနဲ့နိုင်ပွဲဆက်နေတဲ့သူ့ရဲ့ဆန်ချိန်လဲကျိုးပြီးအရှုံးနဲ့ပဲကျင်းတဲ့ခဲ့ရပါတော့တယ်။ဒိုင်းဆုံးဖြတ်မှာရှုံးပြင်မယ်လေပြိုင်ဘက်ကိုဖင်ထိုင်ပြုတ်ကြတော့အောင်၃ချိန်လောက်အထိထိုးထားပြနိုင်ခဲ့တာပါ။ဒါပေမဲ့ကာလိုဘရတက်စ်ကမွေတိုင်းဖိုက်တာပီတာလွန်ပါတယ်။သူတစ်ချက်ထိုးလိုက်လို့လဲကြတော့ရုံနဲ့ဘရောမာဂရောင်းဝင်ပေါင်းလေးလိုက်မကျွေးပါဘူး။ပြန်ထားခိုင်းတာပါ။လိုက်မထိုးဘူးဝင်မလုံးဘူးသူ့မှာလဲ BJJ ကပတ်နဲ့ရှိရတော့မှ တကယ်ကိုပရိသတ်တွေရဲ့အကြိုက်စတန်ဖိုက်ပဲကစားတဲ့ဖိုက်တာမျိုးဖြစ်ပါတယ်။ချွင်းချက်အနေနဲ့အခုနောက်ဆုံးထိုးခဲ့တဲ့ပွဲမှာတော့ခြေလွတ်လက်လွတ်ပြုတ်ကျသွားတာတော့နောက်ထပ် ground ball ကိုထပ်ပြီးတွေးခဲ့ပါသေးတယ်။ချန်ပီယံဟောင်းကြီးမို့မမတ်ရရဖြစ်သွားအောင်လားတော့မသိပါဘူးဗျာ။သူ့ရဲ့ဘယ်လက်သေးထိုးချက်ပတ်ထောင်ရိုက်ချက်ဒူးတိုက်ချက်တွေနဲ့သာပြိုင်ဘက်ကိုထိထိမိမိတစ်ချက်လောက်ကျွေးလိုက်ရပြီဟေးဆိုရင်လေဒီဘဲကနောက်တောင်ပြန်လှည့်ကြည့်တော့တာမဟုတ်ပါဘူး။သူကတန်စကားဘေးမှာတွားပြီးလေးတိုက်နေပြီးပြိုင်ဘက်တွေကနောက်မှာတုံးလုံးပလက်တွေအိတ်နေကြတော့ရှိသေးတာပါ။ အဲ့လောက်ထိကိုထိကြပါဝါရှိတဲ့ fighter မျိုးဖြစ်ပါတယ်။သူ့ရဲ့အောက်ခြေကန်တာခံရရင်ပြိုင်ဘက်ကရိုင်းထွက်သွားတယ်မျက်နှာကိုထိုးမိရင်ခေါင်းနဲ့ခါထွက်သွားတယ်ထိကိုထိုးချက်ကန်ချက်တွေကအားပါပြင်းထန်လွန်ပါတယ်။ဒီဘက်ကပြိုင်ဘက် fighter တွေကိုလိုက်ပြီးအမောက်တိတ်နေတာဆိုတော့ပြိုင်ဘက်တွေကလွယ်နေတာများလားလို့လဲတန်တရားဖြစ်လိုက်ပါတယ်။တူနဲ့မတွေ့ခင်ထိတယောက်မှအလဲထိုးမခံရဘူးသေးတဲ့ fighter တွေကိုပါအလဲထိုးပြီးတော့ဆန်ကျင်နေတင်းနေတာပါ။အဲ့တော့ဒီလောက်ထိ UFC မှာကျန်းပြနေတဲ့ fighter မျိုးကဘယ်လိုလူစားမျိုးလဲ။သူ့ရဲ့တိုက်ခိုက်ရေးအားကစားနောက်ခံကပါလဲ။ ဘယ်ဂျင်နေမှာကစားပြီးဘလိုရီရောင်လေးကျင်နေလို့လဲဆိုရဲမိကုန်းတွေကိုညီကိုတို့လည်းသိကျင်နေကြမယ်ထင်ပါတယ်ကျွန်တော်လည်းရှိဝင်စားတာနဲ့အင်တာနက်ပေါ်ကခိုင်လုံတဲ့ရင်းမြစ်တွေကနေရှာတွေ့ထားတဲ့မြောက်ကိုညီကိုတို့တို့ပြန်လဲဝေမျှပေးကြပါတယ်ကာလို့စ်ဘရာဒက်ဆိုရဲဖိုက်တာကို1993ခုနှစ်အိုလာမှာဘရာဂျီးနိုင်ငံရဲ့ဆောပေါလိုပြည်နယ်ဒူဘာရီမြို့တွင်ဝေဖွားခဲ့ပါတယ်သူငယ်ငယ်တုန်းကဆိုရင်သူနေတဲ့မြို့မှာရှေလန်းအောင်နဲ့နောင်လန်းအောင်တယောက်နဲ့တယောက်ကတပ်ဖို့ကိုချောင်းနေကြတယ်ပဝင်းကျင်မျိုးလို့သူကပြောပြပါဗါတယ်အဲ့ဒီလိုရက်ွက်မျိုးမှာကြီးပင်းခဲ့ရတာကြောင့် သူ့ရဲ့ပေါင်းတဲ့နေကလည်းဆေးရောင်နေကောင်တခိုးနဲ့လူမိုက်ခိုင်းရကောင်တွေပဲဖြစ်နေပဲဆိုတာသိတော့မထူးဆန်းလာပါဘူး။ဒါအပြင်ထင်းချောင်းမိမယ်ဖခင်လည်းမရှိခဲ့တာကိုဆေကျော်တဲ့အရွယ်မှာသူကိုယ်တိုင်လည်းလမ်းမတွေပေါ်မှာရှောက်ခဲ့မှုတွေကြောင့်ကိုဝန်ခံထားပါဗျ။ဒါပေမဲ့အသက်15နှစ်အရွယ်လောက်မှာတော့ Carlos Brades ရဲ့အမေကသူသားရဲ့ဘဝကိုအလှည့်ပြောင်းဖြစ်စေမယ့်ဆုံးဖြတ်ချက်တစ်ခုကိုခြံနိုင်ခဲ့ပါဗျ။အဲ့ဒါကတော့သူ့ရဲ့သားကိုမွေထိုင်းခြင်းတစ်ခုမှအပ်ပေးခဲ့တာပါ။ ဒီတိုင်းအပြင်းပြင်းအားကစားတစ်ခုအနေနဲ့မဟုတ်ပဲလမ်းပေါ်မှာလေလွင့်နေတဲ့သူသားရဲ့ဘဝကိုအဖက်ဆင်နိုင်မှုအတွက်ဖြစ်ပါတယ်။ဒီအကြောင်းကို Carlo Brothers ကသူ့ရဲ့အမိသားမွေးထိုင်းကိုရှာမှုတွေ့ခဲ့ဘူးဆိုရင်အခုနေသူကထောင်ထဲမှာဖြစ်ခြင်းဖြစ်မဟုတ်ရင်တည်နေလောက်ပြီဆိုပြီးတော့ podcast တစ်ခုမှာပြန်ပြောပြထားခဲ့တာဖြစ်ပါတယ်။မွေးထိုင်းကသူ့အတွက်ဘလောက်တောင်အရေးပါလဲဆိုတာကိုသူ့ရင်ဘက်မှာထိုးထားတဲ့မွေးထိုင်းဆိုတဲ့တတူးအကြီးကြီးကိုကြည်အင်းသိနိုင်ပါတယ်။ အဲ့ဒီချိန်မှာလေးချင်မှုတွေလုပ်ပြီးတဲ့နောက်ပိုင်းကာလို့စ်ဘရာဒက်စ်လည်းဘရာဇီးမှာကျင်းပတဲ့မွေထိုင်းပွဲတွေကိုဝင်ရောက်ထိုးသက်နေပြီးဖြစ်ပါတယ်။ဒါပေမဲ့လည်းဝိချာရီပြဿနာခက်ခဲတွေကြုံရတဲ့အခါမှာပရိသတ်တွေရဲ့ professional မဆန်ဘူး။ဘာညာဝေဖန်ကြတဲ့စကားတွေနေလည်းထွက်ပေါ်လာခဲ့ပါတယ်။သူကတော့ပွဲထိုးတာတွေကိုခဏအနားယူနေတဲ့နောက်မှာမွေထိုင်းရဲ့ဇာတိချင်းမြုပ်ဖြစ်တဲ့အပြင်မွေထိုင်းပွဲတွေပါပိုပြီးကစားလို့ရမယ်။ထိုင်းနိုင်ငံကိုရွှေပြောင်းဖို့ဆုံးဖြတ်ခဲ့ပါတော့တယ်။ထိုင်းနိုင်ငံမှာ၆နှစ်ကြာအောင်ကျင်းလင်ခဲ့တဲ့အတွေ့အကြုံတွေကပဲကာလို့ဘရာဒက်စ်ရဲ့မွေထိုင်းဖိုက်တာဘဝကိုကြီးမားတဲ့အချိုးအကျတစ်ခုဖြစ်စေခဲ့တာပါ။ ထိုင်းကိုရောက်တော့ပူကက်ကချင်းနေဖြစ်တဲ့ပူကက်ဖိုက်ကလန်နဲ့တိုက်ကားမွေထိုင်းတို့မှာလေ့ကျင့်ပြီးမွေထိုင်းဝဲပေါင်းတရာကျော်ကိုထိုးသက်ခဲ့တယ်လို့ဆိုပါရယ်။ Carlos Brades ကပူကက်ဖိုက်ကလန်မှာကစားနေတဲ့အချိန်ကျွန်တော်တို့ရဲ့ဒီဝါကြီးကလည်းတိုက်ကားမွေထိုင်းမှာကစားနေတာဖြစ်ပါရယ်။အဲတော့2016ခုနှစ် April 2ရက်နေ့ Rawway Boxing Stadium မှာကျင်းပခဲ့တဲ့မွေထိုင်းပွဲပွဲမှာဒီဖိုက်တာနှစ်ယောက်ကထိတိုက်တွေ့ခဲ့ကြတယ်ပေါ့ဗျာ။ပိမ့်ပိမ့်ပပနဲ့ခြေရန်လက်တန်ရှိကြတဲ့အတွက်ဖိုက်တာနှစ်ယောက်လုံးရဲ့အပြန်အလှန်ထိုးချက်ကန်ချက်တွေကမြန်မြန်ဆန်ဆန်ရှိတာကြောင့်ပရိသတ်တွေအကြိုက်တွဲဆိုင်ဒီဇိုင်းဖြစ်ခဲ့ပါရယ်။ ငါးကြီးအထိကစားခဲ့ရပြီးဒိုင်းဆုံးဖြစ်မှာတော့ဒေဝါကြီးရပဲအနိုင်ရရှိခဲ့တာဖြစ်ပါတယ်။အဲ့ဒီချိန်တုန်းကတော့ဖိုက်တာတွေတုန်းကအခုလိုဂုံပုတ်တွေမရှိကြသေးဘူးဗျာ။အခုချိန်မှာတော့ဒေဝါကြီးကကပတ်6ခုနဲ့လက်ဝဲချန်ပီယံဖြစ်နေပြီးကာလူဘရတ်စ်ကတော့ SFT Promotion ရဲ့နှစ်ထပ်ကွန်းချန်ပီယံဖြစ်နေခဲ့ပါပြီ။ဒါအပြင် UFC ရဲ့ Welterweight Dan Champion ကပတ်နဲ့လည်းလက်လကန်းကွာမှာပဲရှိတော့တာပါ။အခုချိန်မှာဒါကားလူဘရဒက်စ်က UFC ရဲ့အမောက်တိတ်ပြင်းဆိုပေမဲ့လည်းသူ့ရဲ့ fighter ဘောကအစိုးပိုင်းရလက်တွေကတော့တိတ်အကောင်ကြီးမဟုတ်လာပါဘူး နိုင်တခါရှုံးတလင်းနဲ့တန်တရာလည်နေခဲ့တာပါ။သူကအခုလို UFC ထိပ်တန်းဖိုက်တာတွေနဲ့ထိုးနေတဲ့အချိန်မှာတော့တနေ့ကို၁၄လ၈လအထိတောက်ဖြစ်တယ်ဆိုတော့သူ့ရဲ့ UFC ဖိုက်တာဘဝမတိုင်ခင်ကဘလောက်တောင်တောင်းကျမ်းနေမလဲဆိုတာကိုခံမှန်းကြည့်နိုင်ပါတယ်။ Islam Magachev ကတော့ဒီလောက်ထိ၁၄လတောက်နေတဲ့ကောင်က ချင်မီရဟောင်းကိုအမောက်တိပြသွားတာတော့အထင်ကြီးမိတယ်ဆိုတဲ့အကြောင်းကိုမီဒီယာတွေမေးလို့ဖြေထားတာရှိပါတယ်။ဆလိတ်ကိုကြိုက်ဝီစကီကိုနှစ်သက်ပြီးပါတီပွဲတွေကိုချစ်တဲ့ကားလိုဘရာဒက်စ်ကထိုင်းမာနေတဲ့ချောင်းနဲ့အတွင်းမွေထိုင်းပွဲတွေဒါမှက MMA ပွဲတွေကိုပါတရုတ်ရုရှားစင်ကာပူနိုင်ငံနဲ့ဒူဘိုင်းမြို့တွေမှာတွားရောက်ရှင်မြိုင်ခဲ့ပါတယ်။ One Warrior Series မှာ MMA သုံးပွဲအထိကစားခဲ့ပြီးနှစ်ပွဲအနိုင်ရလက်ရရှိခဲ့ပါတယ်။သူကဒေါ်လာတသိန်းနဲ့စာချုပ်ရဖို့ကိုမျှော်လင့်ထားပေမဲ့လည်းဖြစ်မလာတာကြောင့် promotion တွေ တောင်ကစားရင်ကနေအခုလို UFC မှာအောင်မြင်တဲ့အမှောက်သိပ်ပြင်ဖြစ်လာခဲ့တာပါဝမ်းမှာစာချုပ်မရလဲစိတ်ပျက်စရာမလိုပါဘူးကိုဘက်ကဒါလှုပ်ရှားရှိရာတွေကိုစိုက်လိုက်မတ်တက်လုပ်နေမယ်ဆိုရင်ကိုနဲ့တကယ်ထိုက်တန်တဲ့နေရာကိုတနေ့တော့ရောက်မယ်ဆိုတာကာလိုဘရဒက်စ်ကတက်တည်ပြနေတာဖြစ်ပါတယ်အဲဒီနောက်မှာတော့ဘရာဇီးမှာပြန်ကစားပြီးအပေါ်မှာပြောခဲ့သလို SFT ရဲ့ MMA နဲ့ခေပေါင်းစီတွေမှာနှစ်တက်ကွမ်းချန်ပီယံဖြစ်လာခဲ့ရောဗျာ2023ခုနှစ်ရဲ့အော်ဂိုလာမှာကျင်းပခဲ့တဲ့ဒါနာဝိုက်ကွန်နာဆီးရီးမှာဝင်ရောက်ထိုးသက်ခွင့်ရခဲ့ပြီး ပြိုင်ဘက်ဖိုက်တာကိုအလဲထိုးနဲ့အနိုင်ရရှိခဲ့တာကြောင့် Carlo Brades က UFC ရဲ့စာချုပ်ကိုရရှိခဲ့ပါတယ်။သူကလည်းရောက်ရောက်ချင်းစောင်းနေတွင်းဆိုလိုပဲညှစ်လိုက်ချိုးလိုက်နဲ့ပြင်းစရာကောင်းနေတဲ့ UFC Attack on Wine ထဲမှာနှစ်ချီအတွင်းအလဲထိုးအမောက်တိတ်ပြတဲ့ဆွမ်းဆောင်ရင်ကောင်းတွေကိုချပြပြီးတော့ပရိသတ်တွေအကြိုက်ဖြိုပြမှုကိုပေးနိုင်ခဲ့ပါတယ်။အလဲထိုးပြီးတိုင်းလည်းရတဲ့ bonus တွေနဲ့ဆရာသမားကပါတီပေးသေးတာပါ။ Attack on Wine မော်တက်ပြီး Whisky ကိုမော်တယ်လို့ပွဲပြီး interview ဖြေတာတောင်စစ်လေးလေးဖြွားပြီးတော့ဖြေတဲ့ဘယုတ်ကောင်မျိုးဖြစ်ပါတယ်။တည်ရတဲ့အတိုင်းပါပဲ။ ဒီလိုဖိုင်တာမျိုးကိုအစားပိုင်းမှာတော့ပြိတက်တွေကလည်းပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ကြပါတယ်။ဆက်လိုက်တော့လိုက်ရက်တော့လိုက်လုံနေတယ်။လူကဘလို့လို့ချန်ပီယံဖြစ်နိုင်မှာလဲဆိုပြီးတော့ပေါ့ဒီလိုဝေဖန်တဲ့ကြားရဲကပဲ Carlo Brades က UFC ရဲ့ပွဲဦးထက်၄ပွဲလုံးကိုအမောက်တိတ်က bonus စု၄ချိန်ကိုအရယူရခဲ့ပါတယ်။ဒါပေမဲ့လည်း UFC final ရဲ့ကောင်းပွဲဖြစ်နေ၅ကြီးပွဲကစားရတဲ့ပွဲစဉ်မှာတော့အရှိမပြောပြခဲ့သလိုပဲအရှုံးပေးခဲ့ရတယ်ပေါ့ဗျာ။တခါတလေမှာအလဲထိုးနေနိုင်မို့လို့ပြိတက်အကြိုက် ကစားဖို့လို့ဆိုတာထက် နိုင်ပွဲရဖို့ကပို့ပြီးတော့အရေးကြီးတယ်ဆိုတာကိုသူတင်ကန်းလာရခဲ့ပါတယ်ဆိုပြီးပြန်ပြောပြထားပါတယ်။သူ့ရဲ့ fighter နာမည်အပြည့်အစုံကတော့ Carlos the Nightmare Prades ပေါ့နော်။ Nina Drama နဲ့ interview မှာသူ့ရဲ့နာမည်အကြောင်းကိုမေးတော့ internet ပေါ်မှာလူတွေပြောကြတယ်လို့တွဲဆိုင်ရှာခတ်တာပါ냐ကြောင့် the nightmare ဆိုတာဖြစ်လာတာမဟုတ်ပဲသူတို့ငငယ်ကနာမည်ကြီးခဲ့တဲ့ဇလန်းတွေကရုပ်ဆူဆူကလေးဇက်ကောင်တယောက်နဲ့တူလို့ဆိုပြီးသူ့ရဲ့ဘော်ဒါတွေကအပြောင်းသဘောနဲ့ခေါ်ရတာဖြစ်တဲ့အကြောင်းကိုပြောပြထားပါသေးတယ် နောက်ပေါ့ကတ်စ်တစ်ခုမှာသူ့ကိုမေးခွန်းပေးတဲ့သူကမင်းစလိမ့်နဲ့ချန်ပီယံကဘတ်တစ်ခုပဲရွေးခွင့်ရမယ်ဆိုရင်ဘယ်ဟာကိုရွေးမလဲဆိုတော့သူဖြေတာကကဘတ်ပဲရွေးမှာပါတဲ့ဒါပေမဲ့ငါကစလိမ့်တော့ပြီးချန်ပီယံကဘတ်ကိုရအောင်ယူပြမှာဆိုပြီးတော့တောင်းလိုက်ပါသေးတယ်ဟိုးအရှာနေတဲ့မှာကျွန်တော်ပြောပြခဲ့တဲ့တက်ပူးရဲ့အထားဆိုတာအဲ့ဒါကိုပြောတာပါစီကန်တွေရှိတယ်လိုင်းနာကျင်တာပဲမနာကျင်မနာဘူးဘာမှတိတ်အများကြီးကူးဆိုင်တဲ့သူမျိုးမဟုတ်ပါဘူးအခြား UFC ထိတ်တဲ့ fighter တွေလို့တင်းကျပ်တဲ့စီးမြင့်တွေပြင်းထန်တဲ့ training တွေဆိုတာသူ့အတွက်ပေါင်းဝင်ပါဘူး သူပြောထားတာရှိပါတယ်ပွဲထိုးရတော့မှမဟုတ်လို့ဆိုပြီးတော့သူ့မှာဘာဖြစ်ရမှမရှိပါဘူးတဲ့တန်တကာဝိုင်းနေဝင်ဝင်ပဲအကောင်းဆုံးလုပ်ပြမယ်ဒါပါပဲတဲ့သူ့ရဲ့လေ့ကျင့်မော်တွေကကာလူဘရာဒက်စ်ရဲ့အကြောင်းကိုဘယ်လိုပြောကြလဲဆိုတော့ဒီကောင်ကပတ်ချံပိုရလေပိုချမ်းလေပဲဖြစ်လာမယ်အကောင်းစားမျိုးတဲ့ဘာဟုံမအလေးနဲ့မထားဘူးဘာဟုံမရှောက်ဝိမဆိုင်ပဲသူလှုပ်ချင်တာကိုပဲလှုပ်တက်တဲ့လူသားမျိုးပါတယ်ဗျာကဲမနှိပ်ပေဘူးလားကျွန်တော်ကတော့သူ့ရဲ့ Instagram ကတပူပုံ profile ကိုမြင်လိုက်ကြတဲ့ကဒီလိုလူမျိုးဖြစ်မယ်ဆိုတာကိုခံမဲ့ထားခဲ့ပြီးသားပါ အခုလက်ရှိမှာတော့ဘရာဇီးနိုင်ငံအခြေဆိုင် Vale Top Team နဲ့ Fighting Nas တို့မှလေ့ကျင့်နေပြီး UFC ရဲ့ဆရာကောင်းတွေကိုမွေထိုင်းကစားဟန်နဲ့အမှောက်သိပ်ပြန်နေပါတယ်။ကျွန်တော်ကတော့ဒီဘက် lifestyle ရော fight style ရောသဘောကျတာမို့သူအကြောင်းကိုလေ့လာခြင်းနဲ့တိလာရသမျှကို ပြန်မျှဝေပေးခဲ့တာဖြစ်ပါတယ်။နောက်ဆုံးအနေနဲ့သူဖြစ်ကျင်တယ်လို့အသက်35နှစ်မတိုင်ခင်မှာပဲချန်ပီယံကပတ်ကိုပိုင်ဆိုင်နိုင်တာမြေမြဆန်းဆန်းပဲအနားယူပြီးဘဝကိုပျော်တလုံးနေနိုင်ပါစေလို့ကျွန်တော်ကတော့သူ့ဘဝကိုအားကြံမိနေတယ်ပဲဆုတောင်းပေးလိုက်ရပါတယ်ဗျာ။ the nightmare Carlos Brates.